တလောက်ငငယ်လေးကရနိုင်ပါမလားလို့မစင်စားနဲ့အလေးချင်းတဏှာမှာအလေးချင်းရှိလာတဲ့ဟာတကူဟာအလွယ်တကူဖြစ်တတ်တယ်ပေါ့ကိုယ့်ရဲ့လေးချင်းမှုစွမ်းအားဟာအဲ့ဒါမှကြီးမားခဲ့တယ်တပည့်တော်သုတ္တရဏမင်းကြီးလေတော်မင်္ဂလာလုံးနေတဲ့အချိန်မှာတတိယပြင်အောက်ဘုရားလောင်းလေးတူတဲ့တိတ်ထားတဲ့အချိန်အဆောက်နေကလည်းလေတော်မင်္ဂလာဘွဲကိုသွားငေးနေတဲ့အချိန်လေးမှာတယောက်တည်းထထိုင်ပြီးတော့ခက်လီဝင်လေးမှတ်ရင်ကနေပထမဆုံးရလာခဲ့ပူတယ်ပေါ့အဲ့ဒါလေးကိုသွားပြီးတော့အမှတ်ရလိုက်တော့ အဲ့ဒီဟာကမှလမ်းမှန်ဖြစ်ကောင်းဖြစ်လိမ့်မယ်အခုငါကြက်နေတာဒီတော့ပင်ပင်ပန်းပန်းကြက်နေတောင်မရဘူးဆိုရင်ဒီလမ်းကြောင်းဟာမဟုတ်တော့ဘူးလို့စိတ်ထဲမှာပေါ်လာခဲ့တယ်ပေါ်လာခဲ့လို့တိရမက်ခောတိရအင်ညောမက်ခောဘောရယဘောရယအတိညာရဖို့အတွက်အင်ညောမက်ခောတခြားနီလန်းဟာတိရဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ဖះလောင်းဟာအတိညာနဲ့စဉ်းစားပြီးတော့လမ်းကြောင်းပြတ်မှုစ조사လာဒီလိုပိန်ချုံးပြီးတော့ အသားရည်ညနှွမ်းနေတဲ့အအားမရှိတဲ့အနေထားမျိုးနဲ့ကတော့အဲ့ဒါမျိုးရဖို့ခက်လိမ့်မယ်။ဒါကြောင့်မို့လို့ပြန်ပြီးတော့ငါဟာအစာစားအောင်မှပဲအစာစားပြီးအားရှိအောင်လုပ်ပြီးတော့မှတရားဆက်ပြီးတော့ကျင့်မယ်လို့သူစိတ်ကူးနဲ့အစာပြန်စားတဲ့အချိန်မှာအနန္တကစောင့်ကြည့်ပြုစုနေတဲ့ဘုရားအလောင်းတောထွက်ပြီးတဲ့နောက်မှာလိုက်လာကြတဲ့ပင်စဝက်ခေတွေကဘုရားအလောင်းရဟန်းဂေါရမအစာလဲပြန်စားရော စိတ်ပြတ်သွားကြတယ်သူတို့ကဒါလက်လျှောက်သွားပြီးဗာတရားတို့ကလည်းမရဘူးဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတော့မရဘူးအခုတော့အစာတွေပြန်စားနေပြီကမ္မထာလောက်ကလည်းထွက်သွားပြီငါတို့တော့မျောလင်းချက်တွေဝေးကုန်ပြီဆိုပြီးတော့ဒီမှာမနေကြတော့ဘူးတဲ့ဣတိပတနာတော်ဘက်ကိုပြောင်းသွားကြတယ်တဲ့